မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့တနေ့တာသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတဲ့သတင်းတော်တော်အစီအစဉ်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမအဦးဆုံးသတင်းအနေနဲ့ကတော့ဂျော်လကီးစစ်ဘိုလ်ချုပ်တွေကသူတို့ရဲ့အတူအောင်ရွေးကောက်ပွဲကိုကြောက်လို့အသေးပေးတဲ့လူတို့တောင်မှဖမ်းတယ်ဆိုတဲ့အဆင့်ဖြစ်ကုန်ပါပြီကဘာပေါ်မှာလည်းမကြဘူးလောကမှာလည်းမကြဘူးပါဘူးနော်အဲ့ဒါကတော့စစ်တပ်ရဲ့ဝါဒဖြန့်ခစ်တမိုင်းကိုဒုံဆိုင်မိတူများဇက်လန်းနှစ်တရုတ်ဆောင်များကိုဝေဖန်လျင်ပြင်းပြင်းထန်ထန်အေးအေးယူမိဟု ဇော်မဲလုံးကချိန်ချောက်လိုက်တယ်ဆိုတဲ့တင်မဖြစ်ပါဘူး။ခေတ္တမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇလန်းနှစ်ဇလန်းတွင်ပါဝင်တရုတ်ဆောင်မှုသူများကိုလူမှုကွန်ရက်မှတဆင့်ဝေဖန်သည်ဟုဆိုကာဒိုက်တာမိုက်တီခတ်တန်းထွန်းစော်ဇပ်ပုတ်တရုတ်ဆောင်ကျော်ဝင်းထွတ်ခကျော်မင်းထွတ်နှင့်ဟာတာတရုတ်ဆောင် အုံတိုင်းခဇော်မြင့်တို့ကိုအော်တိုဘားလာ29ရက်နေ့ကစစ်တပ်ကဖမ်းဆီးပြီးတဲ့နောက်အကြမ်းဖက်ဇော်မင်းထွန်းကထို့ထို့ပြောဆိုလာခြင်းဖြစ်တယ် ဖန်စီသားသူတုံးဦးကိုပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုဟန်တားနှောက်ရဖြစ်စည်းခြင်းမှကာကွယ်ပေးရေးဥပဒေဖြင့်ထိရောက်စွာအေးအေးယူဆောင်ရွက်တော်မူဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်ကထုတ်ပြန်ပြောဆိုတယ်အလိန်အညာဇလန်းပေါ်ဝေဖန်သည့်ပို့ကိုလာရီပေဂက်ဒီဒိုင်တာအောင်ချမ်းလူကိုစစ်တပ်ကထပ်မံဖန်စီသည့်ဖြင့်ဖန်စီခံရတဲ့အမှုပညာရှင်၄ဦးထိရှိလာပါတယ်လူလူကိုဝါရမိုင်းတိုက်ခြင်းလူလူရဲတော်ပုံကိုပုံပြစ်ခြင်းတို့ကိုကျူးလွန်သောအညံ့စားဝါရပြန့်အမှုပညာရှင်တို့ကို ။ Boingo and Social Punishment ပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြရန်စမ်းချောင်းပင်မတပိတ်စစ်ချောင်းကတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။လုံးဝလှုပ်တင့်တယ်နော်။အဲ့တော့ဘယ်လိုပုံစံလုပ်ကမလဲဆိုတော့တီတွင်းမှာသူတို့ရဲ့လက်အောက်မှာရောက်နေတဲ့ဒူတွေအနေနဲ့လုံးဝမလှုပ်ပါနဲ့။အတဲတောင်မပေးပါနဲ့။သူတို့ကမိမ့်မွှင်နေဆိုတော့လေမိမ့်မရှာမဟုတ်နော်။မိမ့်မရှာသူတို့လည်းအဆင့်တန်းရှိတယ်။မိမ့်မွှင်နေနော်လက်ရှိလက်ရှိမင်းအောင်လှိုင်တို့အပေါင်းပါတစုကမိမ့်မွှင်နေဒီကောင်တွေကယောက်ျားစိတ်မရှိဘူး တိုင်းပြည်ပေးထားတဲ့လက်နက်နဲ့တိုင်းပြည်ကပေးထားတဲ့အာဏာနဲ့ဒီတိုင်းလူပြည်သားတွေကိုမတရားအနိုင်ကျင့်တာလူတယောက်ကိုထုတ်ပြီးတုတ်ပြီးမှစစ်တော်ရင်မှထုတ်ရိုက်တဲ့ကောင်တတိရှိတဲ့ကောင်တကောင်မှမရှိဘူးယောက်ျားပြည်သားတဲ့ကောင်တကောင်မှမရှိဘူးအောက်တန်းစားတွေကြီးပဲနော်ဒါကြောင့်မို့လို့တယောက်ချင်းရင်မောင်တိုင်းပြီးတွန်းဝမ်းပြီးထိုးရတဲ့ကောင်ရှိတယ်အမမရှိဘူးညာနာအားနဲ့ညာညာချင်းရှင်ပြီးတော့ရှင်ပြန်ရဲတဲ့ကောင်ရှိတာမရှိဘူးတိုင်းပြည်ကပေးထားတဲ့လက်နဲ့တိုင်းပြည်က ေးထားတဲ့ဒီအာနာနဲ့ဒီလက်နက်မဲ့အာနာမဲ့တဲ့ပြည်သူတွေကို အနိုင်အထက်ပြုတ်ကျင့်ဖို့ပဲရတာနော်တနတ်ရှိတဲ့ကောင်းချင်းရှင်ပြစ်ကြည့်ပြည့်ရဲလားဒီကောင်းတွေမပြည့်ရဲဘူးအဲ့တော့ဘာလဲမိမ့်မရွှင်နေပါဇက်ကလည်းပြောကျင်နိုင်ဘလောင်းပလဲအမျိုးမျိုးပြောတဲ့ကောင်းတွေအဲ့တော့ဒီလိုကောင်းမျိုးတွေကိုကျွန်တော်တို့ပြည်သူကသူတို့တဆရုပ်မှရင်ဆယ်ဆလောက်ပြန်လုတ်ပြမယ်အချိန်တန်ပါပြီနော်ဒါကြောင့်မို့လို့ တော့လေရင်နဲ့ဘုံချင်းနေတယ်လေပဲတွေမိသားစုဗမာနေတယ်စုံစမ်းလို့လွဲပါတယ်ရှင်းချင်းလေးဟာမူယာဘီရဲ့ကိုဒဥပဒေလိုပဲတီဘာမှအပြစ်မဲ့တဲ့ပြည်သူတယောက်ကိုလေရင်နဲ့ဘုံချဲလို့လောက်ပြစ်မယ်ဆိုရင်မင်းတို့လေတက်တဲ့ကလည်းလေပဲတွေရဲ့မိသားစု10ယောက်လောက်ပြန်လောက်ပြမယ်ဆိုရင်ဒီကောင်လေးလှုပ်ရဲမလားရှင်းရှင်းလေးပဲကျွန်တော်တို့မဟုတ်တာကိုမြှောက်ပေးတာမဟုတ်ဘူးနော်ကိုကိုကိုခုခံကာကွယ်ပိုင်ခွင့်ဆိုတာအဲ့ဒါကိုပြောတာဟုတ်ကဲ့ဒုတိယတတိယဘက်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့ ထောင်ကျနေတဲ့ရာဇဝတ်သားများနဲ့အာဆီယံအထူးကိုယ်စားလှယ်ကိုတွဲဆောင်ခွင့်မပေးနိုင်ဘူးဆိုပြီးတော့ငမဲလုံးဇော်မဲထွန်းကဒေါရကြီးတုတ်ပြန်လိုက်တဲ့သတင်းဖြစ်တယ်။နော်အဲ့တော့လက်ရှိမြန်မာပြည်မှာဥပဒေဆိုတာသူတို့ပါစပ်တည်းရှိတာဥပဒေအာရွေးကောက်ပွဲဟန်တန်းနှောက်ရတဲ့လူကိုဘလို့ဥပဒေနဲ့ကြတဲ့မယ်သူတို့ပါစပ်ကသူတို့ပြောချင်တယ်ပြောတာဟမ်ရှင်းရှင်းလေးပဲဇော်မင်းထုံးတမိမင်းအောင်လှိုင်တမိဖာခန်တဲ့အဲ့ဒီဖာတယ်မတွေကိုမချတတ်ကောင်နိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုနဲ့အမှုစွဲမယ်လို့ထားပြီးတော့ပုံမှန်ထုတ်ရင်ထုတ်လာမှာပြောလို့မရဘူး နော်ဇော်မဲလုံးမရမင်းအောင်လှိုင်မရကျူကျူလှလို့ဖာယုံဖွင့်မယ်အဲ့ဒီဖာယုံလာရောက်အားမပေးတဲ့ပြည်သူပြည်သားတွေနိုင်ငံတော်ကိုပြည့်ရပြုတဲ့ဥပဒေနဲ့အဲပြတ်တိုင်းနဲ့ပြတ်တိုင်းမှာမပူနဲ့ထက်လာရင်လာမယ်အဲ့လိုဟာမျိုးတွေဘာဖြစ်စောဗျမ်းမတာစကားတွေနဲ့ပြောကျင်တိုင်းပြောပြီးတော့ဥပဒေဆိုတာကတရောင်းစားရတဲ့ထုတ်လို့ရတယ်ဗျာရှင်းရှင်းလေးပဲဥပဒေဆိုတာဥပဒေရဲ့အရှိမတရားဆိုတဲ့သကကလုံးရှိဖို့လိုတယ်အဲ့ဒီတရားဆိုတဲ့သကကလုံးရှိမှတာလင်းအများပြည်သူတွေထိုက်တဲ့ဥပဒေတို့တတ်မှတ်လို့ရတာနော်အဲ့တော့စစ်နိုင်တဲ့ကောင်က ပြောချင်တိုင်းပြောတဲ့စကားဥပဒေလိုတတ်မှတ်လို့မရပါဘူးအခုလက်ထက်မှာမြန်မာဒီမိုကရေစီခေါင်းဆောင်နဲ့လူထုခေါင်းဆောင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံတော်တမန်တော်ဦးဝင်းမြင့်တို့ကိုယီညွှန်း၍ထောင်ချနေတဲ့ရာဇဝတ်သားများနှင့်အာဆီယံအထူးကိုယ်စားလှယ်ကိုတွဲဆောင်ခွင့်မပေးနိုင်ကြောင်းအတန်းဖက်ဇော်မင်းထွန်းကပြောဆိုလိုက်တာပါအာဆီယံဘုံတဘောတူညီချက်၅ချက်ကိုလိုက်နာရန်ပြက်ကွက်မှုဖြင့်အာဆီယံထိပ်သီးအစည်းအဝေးတို့အနာယူမင်းအွန်လိုင်းအပါအဝင်နိုင်ငံရေးယာတို့ရယူထားသူများကိုတက်ခွင့်ဆက်လက်ပိတ်ပင်မှုအပေါ် အကျန်းဖက်ပြောခွင့်ရငမဲလုံးကထိုးထိုးတုတ်ပြန်ပြောဆိုလာခြင်းဖြစ်ပါတယ်။အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာတိုင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လိုက်လျောတဲ့လိုက်လျောနိုင်တဲ့ဒူတွေနဲ့တွဲဆုံတွဲဆုံနိုင်ရေးအစိုးရအဖွဲ့တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွဲဆုံနိုင်ရေးဆောင်ရွက်ပေးခဲ့ပါတယ်။ရန်စွေးမှုနဲ့ကျူးလွန်ပြီးရန်စွေးပြစ်ဒဏ်ခံရတဲ့ထောင်ကျတွေနဲ့တော့ကျွန်တော်တို့တွစ်ဆုံခွင့်ပေးနိုင်ခြင်းမှပေးပါမယ်။ဘယ်နိုင်ငံမှမှတွစ်ဆုံခွင့်ပေးပါလဲလို့မေကွန်ထုတ်ချင်ပါတယ်ဟုငမဲလုံးကဒေါ်ရာကြီးတောက်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဲ့တော့ပြန်ကြည့်မယ်ဆိုရင်အသက်80ကျော်အရွယ်ဒီတိုင်းဒီမှာကုံစုံဆိုင်တဆိုင်အောင်စီးပွားရေးနဲ့ပတ်သက်လို့မလုပ်ထားတဲ့အသက်80ရွယ်အရွယ်အမေအိုကြီးကိုတားတယ်တမီးတယ်မြီးတယ်မြစ်တယ်အထိထားเสียမရှိအောင်ကြည်ကြည်တဲ့ချမ်းသာနေတဲ့ဒီစစ်ဘိုလ်ချုပ်တွေကအဂရိမှုနဲ့တရားစွဲပြီးတော့ရာဇဝတ်သားတွေဆိုတဲ့စကားကိုတုံးထုံးလာမှာဘလောက်ခံပြင်းဖို့ကောင်းလဲစဉ်းစားကြည့်တယ်ဟမ် တတိုင်းမိလုံးကိုခိုးထားတာအဲ့ဒီငမဲလုံးစောက်ခွက်ကလမ်းမှာကုံထမ်းရင်တောင်လူခေါ်ပြီးကုံထမ်းတဲ့ရုပ်မဟုတ်ဘူးရုပ်ကိုကြည့်လူရုပ်မပေါက်တဲ့ရုပ်ဒလိုကောင်မျိုးတွေကတိုင်းပြည်ရဲ့အာဏာဒီစစ်တပ်ထဲကိုရောက်သွားလို့စစ်ဘိုလ်လုံရင်းနဲ့လုံတက်နဲ့နိုင်ငံရလကယူတပြည့်ပြည့်နဲ့အာဏာရလာတော့တိုင်းပြည်ဗန္နာငွေတွေမျိုးစုံခိုးမျိုးစုပ်အဲသားတွေတမိတွေအစချမ်းသာတပြည့်ပြည့်နဲ့ဘာဖြစ်လာလဲအခုမင်းအောင်နိုင်မင်းအောင်နိုင်မပြောနဲ့မင်းအောင်နိုင်တာအောင်ပြေဆုံးခင်တီးတက်မလို့ဘလောက်ချမ်းသာ ဲ့တော့မင်းအောင်လှိုင်တဲ့ဂျူဂျူမဒီစောက်ခေါမတဲ့ညာကစားမင်းအောင်လှိုင်စောက်ခွက်ကိုကြည့်ပတ်စံဘယ်နှချက်ရှိတယ်တဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲတိုင်းပြည်ရဲ့ငွေကိုခိုးရင်းနဲ့ချမ်းသာလာတာအဲ့လိုခိုးပြီးချမ်းသာလာတဲ့ကောင်ကြီးကကိုယ့်ကိုအေးအေးဆေးဆေးမမျိုးမစော့တဲ့အပြင်တီးသူအများစု လေးစားချစ်ခင်ထောက်ခံရတဲ့နိုင်ငံခေါင်းဆောင်ဒီလူလူခေါင်းဆောင်ကိုအဂရိမှုနဲ့တရားစွဲပြီးတော့အခုတခါဘာဖြစ်လဲရာဇဝိတ္တားဆိုတဲ့စကလုံးကိုတုံ့နှုံးတယ်မပူပါနဲ့ကြည့်နေဒီကောင်တွေဘဝဘယ်တော့မှ နေဝင်ချိန်လှလို့မရဘူးမယုံကြည်ပါနေဝင်ကစပြီးတော့စစ်ဘိုလ်ချုပ်တည်းရဲ့နေဝင်ချိန်ကိုစောက်ကြည့်ကြပါဘယ်စစ်ဘိုလ်ချုပ်ကမပါကောင်းကောင်းချပွင့်ရလဲဆိုတာအဲ့ဒါအဖြေပဲသူတို့ရဲ့အကုတို့စက်ရည်သူတို့တင့်ုံတင့်လိုက်မယ်မယုံကြည်ပါဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းမယ်ဒါကတော့ရေပြူမြို့နယ်ဒဝဲအထူးစီးပွားရေးဆောင်လမ်းပိုင်းတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်တေဆုံးမှုရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်သတင်းနိုင်အတိုင်းရေပြူမြို့နယ်ဒဝဲအထူးစီးပွားရေးဆောင်လမ်းပိုင်းမှာကင်းယူနေတော့စစ်သားများကိုဝင်ရောက်တိုက်ခိုက်ရာ အချမ်းဖက်စစ်တပ်ဘက်မှ၁၀ဦးတေဆုံးခဲ့ကြောင်းရေပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ချက်နှင့်ဒေသတွင်းစစ်ရေးသတင်းမြစ်ကပြောဆိုပါတယ်။အော်တိုဘန်လ25ရက်နေ့နဲ့3နာရီ6နာရီ30မိနစ်မှာရေပြူမြို့နယ်ဝက်ချောင်းကျေးရွာနှင့်မူဒူးရွာအကြားမှာရှိတဲ့ဒဝဲအထူးစီးပွားရေးဆောင်စီမံကိန်းလမ်းပိုင်းတွင်ကင်းယူနေတဲ့အချမ်းဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။တိုက်ပွဲကတနအိနီးပါးကြာမြင့်ခဲ့ပြီးအချမ်းဖက်စစ်တပ်ဘက်မှ10ဦးတေဆုံးခဲ့ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှရဲဘော်2ဦးကမစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။တိုက်ခိုက်မှုကိုရေပြူမြို့နယ်အတွင်းအခြေစိုက်တဲ့မဟာမိတ်ပူးပေါင်းတပ်နှင့်ဘာထူးအာမီတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရေပြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။အားရကိုကောင်းပါတယ်။နော်တနင်္လာနေ့တိုင်းအဲဒီတနင်္လာနေ့တိုင်းတဝဲအထူးစည်းဝေးဆောင်တဲ့ရခိုင်ပြည်နယ်ကြောက်ဖြူ ဇုံတွေဟာဒါတရုတ်နေနဲ့ပတ်သက်ဆက်နွယ်တဲ့နေရာလေဒါကြောင့်မလို့စစ်တပ်ဟာအသေးအတန်ကာကွယ်နေတာပါဒီနေရာတွေကိုကြောက်ဖြူမာတဲ့ရခိုင်တပ်တော်အေအေနေတဲ့အောင်ပွဲရဖို့လိုအပ်ပါတယ်ဒါမှတာလျင်ဒီတရုတ်ကဝင်ရောက်ဆော့ဖက်မှုကိုကျွန်တော်တို့တားဆီးချုပ်ကင်နိုင်မှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲဆိုရင်တော့အခု MNDA နဲ့ TNNA ကိုတရုတ်က ရုပ်မှမှုကိုကြည်ပါအဲ့တော့တရုတ်ကရုပ်မှမှုကိုကျွန်တော်တို့တံပြန်တုံ့ပြန်နိုင်ဖို့အတွက်ဆိုတာကကျွန်တော်တို့တွေမဟာမိတ်ကြစ်လက်စွာစုဆောင်းနိုင်ကြဖို့လိုပါတယ် ဒါကြောင့်မလို့တော်လိုင်းအင်အားစုတွေအနေနဲ့တိုင်းပြည်လုံးအတိုင်းအတာနဲ့မဟာမိတ်ဖြစ်အောင်လို့ကျွန်တော်လက်တွဲထားကြဖို့အရေးကြီးပါတယ်။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်။ဒါကတော့ရွှေပြည်သာမြို့နယ်ရပ်ကွက်ခွနစ်ရုံကိုလက်ပစ်ပုံးပစ်တွင်တိုက်ခိုက်မှုထိခိုက်ဒဏ်ရာရရှိသူများရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ခွနစ်ရပ်ကွက်ရပ်ကွက်တွင်မဲဆွယ်စီယုံရင်အတွက်လုံခြုံရေးပင်းရန်အစည်းအဝေးလုပ်နေစဉ်လက်ပစ်ပုံးပစ်တွင်တိုက်ခိုက်ရာအုတ်ချုပ်ရမှုအပါအဝင်ဂျူစော်ဒီ၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းရန်ကုန်အာမီမှတာဝန်ရှိသူတို့ကပြောပါတယ် အော်တိုဘာလ30ရက်နေ့နနက်7:00နာရီခန့်မှာရွှေပြည်သာမြို့နယ်ရက်ွက်9အုပ်ချုပ်မှုယုံနဲ့ပြူစောတိများကမဲဆွယ်စီယုံရေးအတွက်လုံခြုံရေးပေးရန်အစည်းအဝေးလုပ်နေစဉ်တော်လှန်ရေးရဲဘော်များကလက်ပစ်ပုံးနှလုံးပြစ်တွင်းတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။အုပ်ချုပ်မှုအပါအဝင်ပြူစောတိ3ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးရက်ွက်ယုံကိုလူနာတင်ကားများရောက်ရှိလာကလာရောက်တဲဆောင်တွားကြကြောင်းသိရပါတယ်။တိုက်ခိုက်မှုကိုရန်ကုန်အာမီ1အနှစ်မာတာဆွန်ရန်ကုန်4အဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်တဲ့ပြစ်မှတ်များ အကြမ်းဖက်စစ်ကောင်စီပြုလုပ်မဲ့တရားမဝင်အတုယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လောက်ကင်နေကြသူများကိုဆက်လက်၍အပြင်းထန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။ရင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးရွှေပြည်သာ information အဖွဲ့ကပောက်ကွဲမှုဖြစ်ပွားဒီကိုမတိရှိကြောင်းထုတ်ပြန်ထားပါတယ်။ဟုတ်ကဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ဒါကတော့စစ်သားနှင့်ပြည်စော်ဒီများကအသက်16နှစ်အရွယ်မတ်ရွှ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 ွ စိတ်ပြည့်စရာတည်င်းလုံးဝမချမ်းဝင်မနာတာကောင်းတဲ့တည်င်းမှာပဲစကိုင်းတိုင်းကမ်းဘလူမြို့နယ်စပယ်နတ်တာရွာပြူစောတိစစ်စေးဂိတ်မှာစစ်သားများကအသက်၁၆နှစ်အရွယ်မတ်ရွှွှွှွှလက်ကိုမရင်းပြုတ်ကျင်ပြီးမိချိုတက်ပြတ်ခဲ့ကြောင်းကမ်းဘလူခရိုင်အမှတ်၃ PDF တက်ရင်ထောင်လိုင်းရေးတာဝန်ခံကပြောပါတယ်အော်တိုဘားလ၂၉ရက်နေ့နနက်၉နာရီခန့်မှာကောလင်းမြို့နယ်ပေကုန်းရွာ၌နေထိုင်တဲ့အသက်၁၆နှစ်အရွယ်မတ်ရွှွှွှလက်နှင့်တငယ်ချင်းဖြစ်သူ တို့ကအမျိုးသမီးတအူးဒီရွှေဘိုမြို့ပေါ်တို့အလောက်တွားရောက်လောက်ကရန်ဆိုင်ကဖြင့်လာရောက်စဉ်ကမ်လူမြို့နယ်စပယ်နန္တာယူဟာပြူစောဒီစစ်စေးဂိမ်းမှာစစ်သားများကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။ဖမ်းဆီးပြီးနောက်မတ်ရွှန်းရွှန်းလက်နဲ့တငယ်ချင်းဖြစ်သူတို့ကိုတနေရာစီခွဲရိတ်ထုံအောင်ခဲ့ပြီးနောက်မတ်ရွှန်းရွှန်းလက်ကိုစစ်သားများနဲ့ပြူစောဒီများကအုပ်စုဖွဲ့ဝင်မတိန်ပြုတ်ကျင့်ကမီးရှို့တက်ပြတ်ခဲ့ကြောင်း၎င်းတို့ဖမ်းဆီးထားသည့်မတ်ရွှန်းရွှန်းလက်ဤတငယ်ချင်းဖြစ်သူတို့သည် စစ်သားနဲ့ပြူစောတိများအလစ်တင်ထွက်ပြေးလာတော့ကြောင့်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်။ထွက်ပြေးလွတ်မြောက်လာတဲ့အမျိုးသမီးကိုကမ်ဘလူခရိုင်တပ်ရင်းတုံးတပ်ခွဲတုံးကကယ်တင်နိုင်ခဲ့ပြီးအော်တိုဘာလ29ရက်နေ့ညတွင်ချင်းမိသားစုဝင်များထံပြန်လည်အနှံပေးခဲ့ကြောင်းသိရပါတယ်။ကဲစဉ်းစားကြည့်နော်။အိုရက်ကလည်းအလူလောက်ကိုတွားဖို့လင်မယားနှစ်ယောက်ဆိုင်ကယ်လေးနဲ့အလူလောက်မဲ့ငွေလေးကိုလွယ်အိတ်ထဲထည့်ပြီးတော့တွားတာ။လမ်းမှာအခုစစ်ခွေးတွေအဲ့ဒီပြူစောတိတွေနဲ့တွေ့တယ်။ဖန်းစီရိုက်နှက်ခံရတယ် ယောက်ျားဖြစ်သူကိုရိုက်ထားတာမျက်နှာသကောလောက်ဖြစ်နေတယ်တကူလုံးယုံမရှိဘူးအဲ့ဒီယောက်ျားဖြစ်သူကိုတနေရာချုပ်တယ်ဘေးဆောင်မှာမိမဖြစ်သူကိုချုပ်တယ်ပြီးတော့ယောက်ျားဖြစ်သူအချိန်မှာမိမရဘာသွားလုံမဲ့ညာသွားလုံမဲ့မချောင်းဝင်မနာတာပြောပြီးတော့တယောက်ပြီးတယောက်ဝင်ပြီးတော့အဲ့ဒီမိမကိုမဒိန်းကျင့်တယ်ပြီးတော့တတ်လိုက်ကြတယ်ယောက်ျားလှုပ်တဲ့သူကအချုပ်ကျနေတဲ့အဲ့ဒီအဆောက်မူးယူးနေတဲ့ပြူစောဒီလစ်တဲ့အချိန်မှာထွက်ပြေးလာပြီးတော့ PDF တွေကက်တင်ထားလို့ဒီဒရင်ကိုပြန်ပြစ်ရတာ အခုတခါလဲဒီလိုပဲဒီမှာအမျိုးသမီးလေးနှစ်ယောက်တွားတယ်16နှစ်အရွယ်ဆိုတာတချို့တွေအပြိုပေါ်တော့မဝင်သေးပါဘူးနော်တို့တွေဖွင့်ဖြိုးတဲ့အဲခန္ဓာကိုယ်ဖွင့်ဖြိုးတဲ့ကလေးငယ်တွေဒါ16နှစ်အရွယ်ဒါအပြိုဖြစ်ပြီဆိုပေမဲ့တို့တွေခန္ဓာကိုယ်မဖွင့်ဖြိုးတဲ့အရွယ်ဆိုရင်ဒါကလေးပဲရှိသေးတယ်နော်16နှစ်အရွယ်ဆိုတာအဲ့ဒီအရွယ်ကိုဒီစစ်သားနဲ့ဘူဇော်ဒီအဲ့တော့ကန့်ဘလူဆိုတော့အားလုံးတိတဲ့အတိုင်းဝါတဝပါဝါတဝဟိုရက်ကဗီဒီယိုဖိုင်နဲ့တွေ့မှာပါရွာတွေမှာလိုက်ပြီးချိန်ချောက်နေတာနော်အဲ့တော့ ဒီဟွာတော်ကနောက်လိုက်ပြူခွေးတွေနဲ့စစ်ခွေးတွေပေါင်ပြီးအခုတော့အတက်မပြည့်သေးတဲ့ကလေးမလေးကိုမဒိန်ကျင့်ပြီးတော့ရရဆက်ဆက်မီးရှို့တက်လိုက်တာဒါထွက်ပြေးလာတဲ့တုတငယ်ချင်းရှိလို့ပြန်တိရတာဒီတငယ်ချင်းကိုလည်းဒါဟိုတယောက်ကိုအရင်လုံနေလို့ဒီတယောက်ကလွတ်သွားတာဖြစ်လိမ့်မယ်ဒီတယောက်ကိုလည်းဒါထွက်မပြေးလိုက်ရင်ပေသွားရင်ဒါဘယ်ပြည်သူမှတိရမှာမဟုတ်ဘူးเนาะအဲ့တော့အရှင်းမှလည်းလင်မယားနှစ်ယောက်ကိုသူတို့လှုပ်တယ်အခုလည်းဓမ္မသူတို့လှုပ်တယ်နောက်ထပ်အရှင်းမှလှုပ်ခဲ့တာတွေအများကြီးရှိတယ်အဲ့တော့ပြည်သူမတိရပဲနဲ့ အစပြောက်သွားတဲ့ဒူပေါင်းဘယ်လောက်ရှိနေယူလဲဆိုတာစဉ်းစားကြည့်ကြပြီးတော့နော်အဲ့တော့မိမမြင်ရင်မဒိန်းကျင်တဲ့ရွာတွေတွေ့မီးရှို့တယ်လူတယ်ရက်တယ်ဖမ်းတယ်စီးတယ်ထောင်ချတယ်ပြန်ပေးဆွဲတယ်သမျှတိုက်တယ်မျိုးစုံလုံနေတဲ့ဒီကောင်တွေကိုကျွန်တော်တို့ပြည်သူတွေအနေနဲ့မရရတဲ့နည်းနဲ့စန့်ခြင်းမို့လို့လေအခုလဲသူတို့ရဲ့အတုအယောင်နော်ဗျောင်းလိန်ဗျောင်းစားတဲ့ဒီအတုအယောင်ရွေးကောက်ပွဲကိုနော်သူတို့ပြက်ပြက်မှာတအားကြောက်တယ်မကြောက်ပါနဲ့နော်မင်းတို့ကမင်းတို့ကြိုက်တယ်လို့လို့ပါ နိုင်ငံကလည်းစောင့်ကြည့်လေ့လာရေးမလာထားဘူးဘာဖြစ်လို့လဲ2020ရွေးကောက်ပွဲဟာကုလသမဂ္ဂအပါအဝင်အာဆီယံအပါအဝင်နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့အားလုံးကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်ဆိုတာကိုကြေညာချက်ထုတ်ထားတယ်နောက်ဆုံးသူတို့ကိုယ်တိုင်ဖေအခေါ်နေတဲ့တရုတ်ရှီကျင်းပင်ကိုယ်တိုင်ရအစဒေါ်အောင်ဆန်းစုကြည်ကို congratulation လုပ်ခဲ့တာအားလုံးအတိမှပါအဲ့တော့ဒါဟာကဘာမှာလဲတရားဝင်ပြီးသားရွေးကောက်ပွဲဖြစ်တဲ့အတွက်အခုထပ်လုပ်မဲ့အတူအယောင်ရွေးကောက်ပွဲဒီတက်ပြောင်းတက်ချင်း ကိုမမောင်ပြောသလိုပဲစစ်သားတွေရှေ့တန်းထွက်လာလို့တက်ပြောင်းလာလို့မင်းတို့ယူနီဖောင်းဝတ်ပြီးတွားတာတွေ့လားတဲ့မတွေ့ပါဘူးလို့အေးအဲ့လားပဲတဲ့ရွေးကောက်ပွဲဆိုတာရှင်းရှင်းလေးပဲနော်ယူနီဖောင်းချွတ်တဲ့အရက်ဝတ်ဝတ်လိုက်တယ်တက်ချိန်လိုက်တာပဲနော်ကာကျုပ်ကတန်ချောင်းခောက်ရင်ထပြီးတော့သတိစွဲအလေးပြုမဲ့ကောင်တွေကလွတ်တော်တဲ့ဝင်ပြီးပြည်သူကိုယ်စားလှယ်ပါလို့ပြောင်းလိန်ကြောင်စားလုံမှာအဲ့တော့စမလုတ်ခင်တည်းကလိန်နေတဲ့အတုအယောင်ရွေးကောက်ပွဲကိုပြက်မှကြောက်တဲ့အတွက် ပြည်တွင်းထဲမှာသူတို့နိုင်လို့ရတဲ့ဒူမှန်သမျှကိုညိုးစုံလိုက်ပြီးဒုက္ခပေးနေတာတကယ်ကိုရှက်စရာကောင်းတဲ့အောက်တန်းစားတွေပါအဲ့တော့ကိုယ့်ကိုစဉ်းစားပါငါဟာဘယ်သူ့ကိုအားပေးနေတယ်ဘယ်အရက်မှရောက်နေတယ်ဘယ်ဒေတာမှရောက်နေတယ်ငါရဲ့လောက်ရက်ကဘာလဲဒီကာလဟာတိုင်းပြည်အတွက်တမိုင်းစာမျက်နှာကြီးကြီးရေးထိုးနေတဲ့ကာလဖြစ်ပါတယ်သူတို့အောက်တန်းကြတဲ့လောက်ရက်တွေကိုလုံနေတဲ့ကိုကိုတိုင်းလုံနေပြီလားလုံနေတဲ့သူကိုအားပေးနေပြီလားဆိုတာကိုလူတိုင်းကိုပြန်လဲစီစစ်ဈေးချင်းပါတယ်နော် တော်လှန်နေတဲ့ဒူတွေပေါ်လာသည်မတရားလုပ်တဲ့ဒူတွေရှိနေလို့ပါဒါလေးကိုတိစေခြင်းပါလေဒါကြောင့်မလို့တမိုင်းစိုးထဲမှာတင်မပါပါစေနဲ့ကိုယ့်ရဲ့တမိုင်းကောင်းမှုအတွက်အမှန်တရားကိုမျက်နှာမူပေးကြပါလို့တိုက်တွန်းပါတယ်ဟုတ်ကဲ့ပါဒီကနေ့ကျွန်တော်တို့တည်င်းတွေကိုအစနေဆုံးစောင့်မျှကြည့်ရှုအားပေးကြတဲ့မိဘပြည်သူဥတျောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ရက်တင်မှာလဲကျွန်တော်တို့အချိန်ရရင်ရသလိုအခုတို့တည်င်းတွေကိုတင်ဆက်ပေးရမှာဖြစ်ပါတယ်မင်္ဂလာညချမ်းပါခင်ဗျာဘေးပြာဝေးကွာကြပါစေခွေးဆွဲခြင်းမှကင်းဝေးနိုင်ကြပါစေ